ဒီမွေးနေ့မှာလာဆုံးမဲမဲမျက်နှာလို့ကျွန်တော်ရကောဝဲပြီးမင်းရဲ့မွေးနေ့မှာစတောင်းစကားလေးပြန်လွင်နေရဒီစဖင်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့မေလ22ရက်နေ့မှာမွေးနေ့ပြင်းပြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူစစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပေါင်းဝေတောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံနှင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ရှင်။ မတရားနေ့အစီအစဉ်အားနဲ့ပြမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မြို့ကအဖွားတော်စိန်ချမ်းသာရဲ့ဒီနေ့မှပြမြောက်တဲ့68နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။အဖွားတော်စိန်ချမ်းသာရဲ့ဒီနေ့မှပြမြောက်တဲ့မွေးနေ့အတွက်ကိုတော့မိုးကောင်းပါနေတဲ့မခင်မြငယ်ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ထမက်ပြီးတော့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ ဗိမျိုးမာနေတဲ့မေမေတော်ရင်ရင်နုရဲ့ဒီနေ့မှပြင်းပြောက်တဲ့45နှစ်ပြည့်မွေးနေ့အတွက်ကိုပောင်ဝင်တောင်းဆိုပင်ထားတာဖြစ်ပါရယ်မေမေတော်ရင်ရင်နုရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ချစ်သမီးရွှွှင့်ဤစိုးငယ်ကပောင်ဝင်တောင်းဆိုလာတာဖြစ်ပါရယ်ရှင်ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ရန်ကုန်မြို့ကအန်တီတုံစိန်ချမ်းသာဗိမျိုးမာနေတဲ့အန်တီတော်ရင်ရင်နုတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါရယ်ရှင် ဒီနေ့မွေးနေ့လေးရနေစပြီးတော့အမြဲတမ်းကျန်းမာပျော်ရွှင်ပါစေ။အနာမျိုး66ပါကင်းဝေးပြီးတော့အလှူရေဆက်လက်နဲ့မကွာလှူဒဲနိုင်တဲ့အလှူဒဏ်ရာကောင်းမကြီးတွေဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုချွေးပေးလိုက်ပါရရှင်။ မတရားနေ့အစီအစဉ်အားနေ့ထမှန်ပြီးတော့ဆူတောင်းပေးရမယ့်မွေနေရှင်ကပြင်းဥလင်သစင်ဖန်ကမကြခေါင်ရဲ့ဒီနေ့မှပြင်းမြောက်တဲ့မွေနေအတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။မကြခေါင်ရဲ့ဒီနေ့မှပြင်းမြောက်တဲ့မွေနေအတွက်ကိုတော့မန္တလေးကမအေးမြူတန်းနဲ့တောင်တွင်းကြီးကမခင်မြဝင်းတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ထမမီတော့စူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ပြည်ဦးလင်းသစင်ဖန်ကမဖြစ်ဖြူခိုင်းရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အကြော်လေးကိုပအဝင်တောင်းဆိုပေးချတာဖြစ်ပါတယ် မဖြစ်ဖြစ်ခိုင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ပင်တရာကအေးအေးခိုင်တောင်ကြီးရယူနနာကျော်ရန်ကုန်ကတွင်တင့်ဆန်မိုးကုတ်ကမနွမ်းနန်းစီမန္တလေးကမအေမျိုးတန်တောင်တွင်းကြီးရမခင်မြဝင်းနဲ့ဇင်မဝင်းတို့ကပါဝင်တောင်ဆိုပင်ထတာဖြစ်ပါရယ်ဟုတ်ကဲ့ပါရှင်ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ပြင်းဦးလေးတစင်ဖန်ကမကြခောင်းနဲ့မဖြစ်ဖြစ်ခိုင်တို့ရဲ့မွေးနေ့အတွက်ကိုတစင်ဖန်မိသားစုတွေကလည်းမွေးနေ့ဆုမွန်ကောင်းလေးတောင်ဆုပြုဝေးလိုက်ပါရယ်ရှင် အမတ်ကြီးအနေအစည်းအဝေးအနေအခုနောက်ဆုံးဆူတောင်းပေးကြတဲ့မွေးနေ့ရှင်ကတော့မြေကြီးနားမျိုးကညမလေးပန်းထိတ်ထားရဲ့ဒီနေ့မှပြင်းပြောက်တဲ့28နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ညမလေးပန်းထိတ်ထားရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့မြေကြီးနားကပန်းကကြုံနဲ့ဆူဆူတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင် ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ပြင်းလေသစင်ရဖန်ကမကြခေါင်နဲ့မဖြူဖြူခိုင်မြကြီးနာကညီမလေးပန်းထိတ်ထားတို့ရဲ့မွေးနေ့အကြွားကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့စုံမကောင်လေးတောင်းစုပြုပေးကြပါမယ်။ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။နှုတ်ထနာတဲ့မနက်ခင်းတိုင်းမှာတာယာပျော်ရွှင်အေးကြပါစေ။စိတ်သွားတိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့စုံမကောင်လေးတောင်းစုပြုပေးလိုက်ပါတယ်ရှင်။ မတရားနေ့အစည်းအဝေးမှာမွေးနေ့ရှင်တွေအတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ချစ်သူရဲ့နှစ်ပတ် စ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်ဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့နေပြည်တော်ပုဗ္ဗတိရီမှနေတဲ့တာလင်းရဲတီဟာပဲဖြစ်ပါရယ်။သူကတော့ဖဖေဘုံမူဝိထတ်ဆိုးနဲ့မေမေတော်အေးတန်းလှိုင်တို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့ဆယ်နှစ်ပြည့်တန်ဖြူရတုမင်္ဂလာနှစ်ပတ်လည်အတွက်ကိုပန်ဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်ရှင်။မင်္ဂလာဇနီးမောင်နှံအတွက်စကားလက်ဆောင်လေးရတော့ဖဖေနဲ့မမေနဲ့ရာသက်ပံအိုအောင်မင်းအောင်ပေါင်ဖက်တော်နိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါရင်ရှင် ဒီနေ့မှနှစ်ပတ်လည်ပြင်ပြောင်းကြတဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံတော်သမျှအခင်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြည့်ရှင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနောက်ဆက်ခင်ရတဲ့အစီအစဉ်အရောအမှတ်တရနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။ အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံတွင်တင်ဆက်ပေးနေရပေဖြစ်ပါတယ်။တစင်းဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာကိုယ့်ရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးကြနေဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအထိဖုန်းနံပါတ်3933 6936 3936နဲ့3998 9993ကိုကုကု9995တို့မှာ3ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်နာစဉ်အပိခဲကြတဲ့သစဉ်ဖန်ပရိသတ်များအားလုံးပဲတားရောက်ပြွှ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 